နာမခနောင်မြောက်တိုင်းစစ်ထာတာဂျုတ်ချွတ်လိုက်တုံးနေပြက်ကတ်ခံရတယ်ကြောက်ဖြူနာတရင်တရင်လို့လက်နက်ချတယ်ရခိုင်ပြည်နယ်မှာရှိတဲ့တပ်တွေအကုန်လုံးလက်နက်ချခြင်းနေကြပြီလက်ရှိရေကြီးငွားကွငတိုင်းချာရေကြီးကစခန်းမှုကအမှားစကားပါပါတယ်သူရဲ့လက်အောက်ရဲဘော်တွေကိုစခန်းကရဲတယ် အာကတ်တက်တော်အေးဝင်လာခဲ့ရင်ဟိရောက်နေအကုန်လက်နဲ့ချလိုက်အသိမခံနဲ့ဒီချင်းတွေရှိနေတယ်လို့ဒါကတော်လန်စစ်မျက်နှာတပတ်နိုင်ငံကြီးစစ်မျက်နှာမှာလေ CDM နမ် CDM ကိစ္စ CRPH က CDM နမ် CDM ဥပဒေပေါ့နော်ဒါကိုပြထမ်းလိုက်ပြီးတဲ့အချိန် နတ်စီရန်တွေကိုအရေးယူမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေရှိနေပါတယ်အငင်းပွားမှုတွေမှာမောက်အကယ်၍နတ်စီရန်တွေရဲမှာကျိတ်ပြီးဘတ်စတက်ကိုတော်လန်နေတဲ့သူတွေအကယ်၍မိဘတွေကတော့နမ်စီရီယန်တာသမီတွေက PDF ဖြစ်နေပြီလို့လုံးလေး CEO ရဲ့သဘောမဆောင်ဘူး ဝင်နေရနေဆိုတော့စီဒီယံလှုပ်ခြင်းလှုပ်ခွင်ရှိတယ်လို့မလှုပ်ခြင်းမလှုပ်ခွင်ရှိတယ်ဆိုရဲအမြင်ဒီအဖက်ဖက်မှာတော်တော်ညံ့နေပါတယ်ဒါအပြင်မှာဒီကနေ့ SND ရဲ့ဦးဆိုင်ညွန့်နဲ့ဦးဆောင်နဲ့ချင်းမိုင်ဆွေးနွေးပွဲဒီစနေပတ်သက်ပြီးတော့ DMB ကိုတိမ်မြက်ကပြပြစုံတင်ပြသွားတာကိုတွေ့ရတဲ့အတွက်တော်လိုင်းမှာနောက်တစ်ကြက်တစ်ခုထပ်ထားပါတယ်အရှိရမှာ တပုံကော်ဖီလုတ်ခဲ့တဲ့ယာကိုင်းလုံးစာကိစ္စတွေနဲ့ပတ်သက်ပြီးပါဝင်ကြော်ညာပေးခဲ့တဲ့နာမည်ကြီးဆယ်လူတွေနဲ့ပတ်သက်ပြီးပြည်သူကပြင်းပြင်းထန်ထန်ဝေဖန်နေရလေရှိပါတယ်ဒီအချိန်တွေကိုကျွန်တော်ဒီကနေ့စမရဲ့6လ2025ခုနှစ်လူမြတ်ကျော်ရဲ့တင်ဆက်မှုမှာတင်ဆက်မှာဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုတစ်ရက်လုံးအနေနဲ့တော်လန်ပြည်သူတွေအနေနဲ့တော်လန်ရေးကို လက်ရှိဆင်နွှဲနေတဲ့ຫນွေဦးတော်လိုင်းရေးစစ်တပ်ကိုအမြင့်ဖြစ်မဲ့ဒီတော်လိုင်းရေးကိုစိတ်ဝင်စားမှုတိုးလာလားစိတ်ဝင်စားမှုကျသွားသလားပုံမပါဝင်မှုစိတ်အားထက်တန်လာသလားဆရာရော့သွားလားတပတ်မှာ NUG အပါဝင် CRPH NUCC သူတို့ကရောစစ်နိုင်တိုက်ရေးတကယ်လုပ်နေသလားစစ်နိုင်တိုက်ရေးလုပ်ဖို့နီးနာတွေစစ်ပြင်စင်တာတွေရှိပြီလား စစ်ပြေဖို့အတွက်အချက်လက်တွေကိုဆောင်ရွက်နေသလားပြည်ရင်းမှာလည်းပြည်သူလူထုဟာတော်လှန်ရေးကိုစိတ်ဝင်စားပါတော့လေဆိုင်ကယ်ရီဝတ်တောက်တီဖန်တာကတမျိုးပေါ်တာဆွဲတာကတဖုံးနေ့စဉ်ရက်ွက်အုပ်ချုပ်မှုကိုလှစဉ်ဆက်ကြေးပေးတာကတနည်းနဲ့စစ်ကောင်စီဟာခေါင်းပြူထွက်လို့မရအောင်ဖိနှိပ်ကတ်တက်မြတ် တစ်ဖက်မှာဒေါ်လာသတင်းတွေကိုကြည့်ဖို့တော့အင်တာနက်ရှားပါပြီးငွေကြေးရှားပါမှုကြောင့်မကြည့်နိုင်တာတွေအများအပြားရှိလာတယ်လို့ငွေကြေးစည်းစိမ်မှုလမ်းကြောင်းတွေကိုအကုန်ဖြတ်တောက်နေတာကိုတွေ့ရပါတယ်အဲ့တော့နိုင်ငံကြီးဒေါ်လာအင်အားစုတွေထဲမှာမြေပြင်ကလူတွေကအသက်ပေးတိုက်ပွဲဝင်ပြီးစစ်တပ်ကိုဆွေးတွေးကြွေးဆွေးနွေးစရာမရှိလို့အသက်ဆုံးတိုက်ပြီးပြောနေပေမဲ့ တချို့စင်စွဲနန်းတော်ထက်ကသူတွေကတော့ဆွေးနွေးခြင်းစိတ်များရှိနေသလားလို့တန်တရားဝင်မိပါတယ်။ဟုတ်ပြီဒေါ်လာတရင်းတွေကိုစားလိုက်ရအောင်။ဒီနေ့တော့အားလုံးသိပြီးသားအတိုင်းရှေ့ရှေ့ဝေးဝေးကျွန်တော်မပြောတော့ဘူး။အာကတ်တက်တော်အေအေကြောက်ဖြူနော်ကြောက်ဖြူမှာတရင်လိုက်အလင်းဝင်မှုတွေရှိပါတယ်။ဖက်စစ်တက်ဟာပြိုလူပြိုကင်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ ရေကြီးငတိုင်းကျောင်းတွေမှာလည်းစစ်တပ်ကခုနပြောသလိုစခန်းမှုတွေကရဲစခန်းကအာဂတတော် A ဝင်လာရင်လက်နဲ့ချလိုက်လက်နဲ့ချဖို့တက်တွေလည်းအများအပြားရှိနေတယ်နောက်တစ်ခုကစကိုင်းကန်တော့စစ်ကူလာတဲ့တက်ကို PLA တက်တွေပူပေါင်းတက်တွေကဝိုင်းဝိုင်းဝန်းတိုက်ခိုက်တယ်အဲ့ဒီမှာစစ်ကြောင်းမှုမိုင်းထိတာပြီးမတာပေါ်တဲ့အခြေအနေတွေကိုကျွန်တော်တို့ကြားရတယ် ဒီလိုအခြေအနေတွေအများအပြားဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာတော်လန်ဒိုစစ်စင်ရွေးတွေလူတွေကတော့အတက်တေရောစင်ရွေးနေကြတယ်တစ်ဖက်မှာလည်းအရကတက်တော်အေးရဲ့ရခိုင်ပြည်သိမ်းစီမံကိန်းနဲ့ဆင်းမြင်တာ၅ခုဒါမျိုးမြို့ပြစီတော့တက်လာဖို့တော့သူတို့ရခိုင်ပြည်နဲ့သိမ်းပြီးမှပဲဖြစ်လိမ့်မယ်ထင်တယ် KIA ကချင်းဗမော်တိုက်ပွဲကရင်ရဲ့ကော်တူးလေအိမ်မက်ကော်တူးလေနိုင်ငံကော်တူးလေပြည်နယ်ပေါ့ဗျာပြည်ပေါ့တောင်းရဲ့တောင်းပြည် အစရှိတဲ့မြို့သားလွမြောက်ရေးဆိုင်ရာတိုင်းသားအယောက်ရဲ့တိုက်ပွဲဆင်နွှဲမှုကတော့ရလက်တစ်ခုခိုင်ခိုင်မာမာထွက်ပေါ်လာနေပါပြီ။ဒါပေမဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းတက်တွေ PDF တွေပေါ့နော်။ပူးပေါင်းတက်ရင်းတွေတက်ဖွဲ့တွေအနေနဲ့မြို့သားညီညွတ်ရေးအစိုးရရဲ့တိုက်ပွဲဝင်မဟာဗျူဟာစစ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီနေ့ဒီနေ့အချိန်ထိရလက်ပိုင်းဆင်ရဖို့ပြည်သူလူထုထံကိုရှင်းရှင်းလင်းလင်းချပြချပြမှုမရှိသေးတာဘူး။ တွေ့ရပါတယ်။နောက်ဆုံးသတင်းများအရဆိုရင်ထောက်အောင်မိတ်မနာခံမှုကျင်းဝိတ်ဆိုတဲ့အုတ်ချုပ်သူတောက်အုတ်ချုပ်သူ ਨੇ တက်သားချားရဲမှာအခွင့်ဒုက္ခအခြေအနေတွေအများပြပေါ်ပေါက်နေတယ်လို့ဒါရီကြောင့်တက်သားတွေဟာ PDF တွေဟာတက်ကိုစွန့်ခွာမှုတွေလည်းရှိလာနေပါတယ်။စိတ်ပြတ်ဖို့ပြောနေတာမဟုတ်ဘူးအမှန်တရားကိုမြင်ဖို့ပြောနေတာဖြစ်တယ် ဒီနေရာမှာတော်လိုင်းရေးကိုကုရုံးလုံးစီးပွားရှာတဲ့ကောင်တွေရာဂိုင်လုံးယူပြီးချမ်းသာနေတာပြည်သူလူထုကတော့တကြက်တပြားစားမဲ့ထဲကနေပြီးတော့ကုညီလိုလန်းလိုက်ကြရတာဒီကောင်တွေတိုက်ကရာဂိုင်လုံးယူပြီးတော်လိုင်းရေးမှာစီးပွားရေးလုပ်နေကြတာကျွန်တော်အမြဲတမ်းပြောတယ်တော်လိုင်းရေးဆိုတာကောင်းရက်ပြတ်ထိုးဈေးတွေဈေးရောင်းသလိုတော်လိုင်းရေးကိုဈေးဘက်မှတင်ရောင်းတာမဟုတ်ဘူးနော်တော်လိုင်းရေးကဂုံတိတ်ကကြီးတယ် ဒါကိုတော်လိုင်းရေးထုတ်ကုန်ဆိုပြီးတော့ထုတ်တယ်ပြီးတော့ပြဿနာတွေတက်တယ်တော်လိုင်းရေးထုတ်ကုန်ကိုဥဆောင်ဆောင်ရွက်နေတဲ့သူကပတ်စံနေခိုးသွားတယ်လိန်သွားတယ်ခေါင်းပုံဖြတ်သွားတယ်အမျက်ထုတ်သွားတယ်အခုကျမှအတန်ဒီဘောင်းဆောင်ထွက်တယ်တော်လိုင်းရေးကထုတ်ကုန်မဟုတ်ဘူးပြည်သူတွေကိုဒီနဲ့စိတ်ပြက်စရာအခြေအနေတွေဖန်တီးရင်ပြည်သူကတော်လိုင်းကြီးကိုကြောခိုင်းသွားရင် ရင်လေးကြရအများကြီးရှိပါတယ်။ဒီအပိုင်းဒီမှာကျွန်တော်အင်မတန်စိတ်ရှုပ်ထွေးရတာကြီးအများကြီးရှိပါတယ်။ရန်သူဖက်စစ်တပ်ကိုတိုက်တိုက်ရန်သူဖက်စစ်တပ်ကိုစိတ်သက်စစ်စင်ရင်းနဲ့ဝါရဖြန့်ချီရေးစင်နွေးတဲ့နေရာမှာလက်ရှိ social စာမျက်နှာပေါ်မှာလူမျက်ကြော်ဆိုတဲ့ကောင်တကောင်းမှမမီဘူး။ဒါပေမဲ့အဲ့လိုပြောနေပါတယ်အဲ့လိုလုပ်နေပါတယ်ကိုထမင်းကိုစားပြီးဘသူပတ်စံတပြားမှလည်းမယူပဲလုပ်နေတဲ့ကောင်ကိုဝိုင်းအောင် တိုက်ခိုက်မှုတွေလည်းတွေ့ရတယ်ဂိမ်းမဆိုင်ပါဘူးသို့တော့စိတ်ရှုပ်ထွေးရတယ်စိတ်ညစ်ရတယ်အာယုံနောက်ရတယ်တော်လည်းအကောင်းစင်အောက်မှာနေပြီးကျင့်ဝတ်မဲ့လှုပ်တာတွေအများအပြားဒီကာလမှာတွေ့ရတယ်ကျွန်တော်တို့2000ကာလလောက်ကစီယနေ့တိနိုင်ငံရေးလှုပ်လာတာဒီနေဦးတော်လည်းအကောင်းလောက်ရှုပ်ထွေးတဲ့အခြေအနေမျိုး ကျင့်ဝင်မဲ့တဲ့အခြေအနေကိုကျွန်တော်တခါမှမတွေ့ဘူးနော်လူမြတ်ကျော်ဟာတီးလေသည်တီးလေသည်ဗီဒီယိုခွေလေးကို88ကာလာတီးလေသည်ဗီဒီယိုခွေလေးကိုတီးလေသည်ကနိုင်ငံခြားနေပြီးတော့စစ်တပ်ကိုတန်းရွှေအစိုးရလက်ထက်နောက်နဝတအစိုးရလက်ထက်ကိုတယောတဲ့ဗီဒီယိုခွေလေးကိုအဲ့ဒီကာလ2005 2006ကာလတွေမှာတခွေကိုတထောင်ပေးဝယ်ပြီးကြည့်ခဲ့ရတဲ့အခြေအနေကစပြီးဒီနေ့ထိ နိုင်ငံကြီးအပေါ်မှာဒီဇိုင်းမဲ့မဲ့ယက်တီခဲ့တဲ့ကောင်တမိုင်းကိုလှန်ဖဲပြလိုက်ခြင်းလေအဲ့ဒီအရှိကာလမှာ88ဂျင်းစီပြကိုက်ပြီးတော့ပါဝင်ခဲ့တယ်မသိဘူးဘာမှအပြုနဲ့အစိမ့်ဝတ်ဒီပေါ့2000ခုမှာရွှေအောင်တော်လန်ရေးပါစတင်ခဲ့တယ်ကျွန်တော်နိုင်ငံကြီးပေါ့အဲ့ဒီနောက်ပိုင်းမှာမြေစုံစီမံကိန်းဖြတ်သိမ်းရေးအာရမဝါရောစန့်ကျင်ရေးကော်မတီဆိုပြီးဝိရတူကိုနှာနှုတ်ဖြတ်ရိုက်တဲ့နိုင်ငံလုံးဆိုင်ရာဥဆောင်မှုအခမ်းကဏ္ဍမှာကျွန်တော်တို့ပါတယ် တယုတ်တန်ယုံဆန္ဒပြဝင်နေအလုံးသမားတပိတ်ပေါင်းယာနေချီနောက်ဆုံးဖွင့်လို့ချင်ကဥရိပြင်စင်ရေးအစ်စ်ရေးဆွေးရေးမှာအစ်စ်ရေးဆွေးရေးဘက်ကရက်တီခဲ့တဲ့ကောင်းပြည့်တယ်နောက်ရက်ဒီမှာလူမြတ်ကျော်ရဲ့ကိုကိုတိုင်ပြောအထုတ်ပတ်တိဗီဒီယိုကိုကျွန်တော်လုတ်ထားအောင်အခုတော့ကလေးကွားတွေကတမ်းမတူပဲ ဘုံတိကိုမတိလာလာပြောနေတော့အာယုံနေနောက်ရတယ်ဗျာအလုတ်လောက်ရတာအလုတ်တွေကရှေ့မရောက်အဲ့တော့ဒီကနေ့ဆိုရင်တော်လိုင်းကြီးဟာမိုးရေရှည်တယ်ရောက်နေတာတစ်ဖက်မှာလည်းတိုက်ပွဲတွေပြင်းပြထန်ဆင်နွှဲပြီးတော့မြို့ပြစီတို့မချီးကက်လိုက်တာတဲ့အချိန်ဒီမှာမြို့ပြစီကိုတော်လန်ထိုးစစ်ကကတ်လာဖို့အကန့်အသတ်ဖြစ်နေတဲ့အချိန်မှာစေအုပ်စုဟာဒီပြည်နယ်တိုက်ပွဲတွေပေါ့ဗျာနော်အဓိကကရင်ပြည်နယ်ရခိုင်ပြည်နယ်ကချင်ပြည်နယ် အဲ့ဒီတိုက်ပွဲတွေမှာလုံးလုံးအပတ်စေလို့မရအောင်ရှုံးနေတာကိုသူသိတယ်အကယ်၍သာတော်လိုင်းတက်တွေဟာမြို့ပြစစ်ချီလာရင်ရှုံးအောင်မှာဆိုတာလေသူသိတယ်သိတဲ့အတွက်ငွေတော်ဆွေးနွေးပွဲဆိုတဲ့ကိုမြာအီးတပတ်မှရွေးကောက်ပွဲဆိုတဲ့ကိုကိုအီးတတ်တတ်ခိုင်းအခြားပါတီတွေနဲ့နိုင်ငံရေးစစ်မျက်နှာကိုဘဏ္ဍပတ်ကဖွင့်လာ ဒါကိုလည်းမသိဘူးတိုက်ပွဲတွေမှာဟိုတနက်လေးရပြီးဩနိုင်သွားပြီဆိုတာကိုတတင်းလှုပ်ပြီးတော်လန်ရေးထဲမှာပါတယ်ပါတယ်ဆိုပြီးဟိုဂုံစာနေသူတွေကိုပြောပြတာပါတော်လန်ရေးဆိုတာနိုင်ငံရေးမသိလှုပ်လို့မရဘူးအစုံးဖျားနိုင်ငံရေးအစပြုတာလေနိုင်ငံရေးတော်လန်ရေးကိုအစပြုတာနိုင်ငံရေးပြဿနာတွေကစတာအစုံးတက်မှာလေနိုင်ငံရေးနဲ့အစုံးတက်တာတိုက်ပွဲတစ်ပွဲဆိုတာ တိုက်ပွဲတစ်ပွဲကိုတိုက်ပြီဆိုရင်ဒီတိုက်ပွဲရဲ့ရည်ရွယ်ချက်ဟာနိုင်ငံကြီးရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ပြီးတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပြီးဆိုတဲ့အချက်တော့နားမလည်အဲ့တော့နိုင်ငံကြီးဘက်မှာပြင်းပြထန်ထန်ဖြစ်နေတယ်နိုင်ငံကြီးကအဆုံးသက်ပြီးရိုက်ချိုးတော့မယ့်အချိန်ကြီးမင်းအောင်လည်းကနိုင်ငံကြီးစစ်မျက်နှာကိုရွေးကောက်ပွဲရဲ့ငွေဆောင်ဆွေးနွေးပွဲကိစ္စရည်နဲ့ပတ်သက်ပြီးထိုးတင်လာတယ်စစ်ရှုံးတော့မှသိတယ်စစ်တပ်ဟာတွိတ်ဆုံဆွေးနွေးရေးလိုင်းကို ထူထံပေးတယ်ဖိုထံပေးလာဒီနေ့ကိုသိမြတ်ပြောတဲ့မီဒီယာထဲမှာဆိုရင်ဟောကိုသိမြတ်မီဒီယာမှာပြောသွားတာဆိုရင်ချင်းမိုင်မှာတကယ်ကိုတမိုင်းကြီးကလည်း SNLD ပါတီဥဆောင်တဲ့ကိုဆိုင်းညွန့်လည်းဥဆောင်တဲ့ဒါ၈၈မှာအတော်ဆန်းစုကြည်တို့ NLD နဲ့တသားတည်းပါခဲ့တဲ့ပုံကိုယ်ကြီးပါသိလားချင်းမိုင်ဆွေးနွေးပွဲလုပ်တယ်ဒီဆွေးနွေးပွဲကရအင်မတန်ကြီးတယ်နိုင်ငံတကာကိုညီမအရေးနဲ့ပတ်သက်ပြီးတော့ ပုံမကျပြန့်တဲ့ထီးထွေးဆောင်ရွက်မှုလုပ်ဖို့စီစဉ်တယ်လို့ဆိုတယ်။သူတို့ရဲ့သဘောထားကတော့ရှင်းတယ်တွဲဆောင်ဆွေးနွေးမယ်။ဖက်ဒရယ်ပြည်သူ့ကိုတွားမယ်ချုပ်ပြောရရင်ကိုသိမျက်မှောက်တော့ပို့ဆောင်တယ်ကျွန်တော်အခြေချက်မပြောတော့ဘူး။ဆိုတော့တော်မင်းလေးနှစ်ကျော်ငါးနှစ်တာကာလအတွင်းမှာတွဲဆောင်ဆွေးနွေးလာလက်နက်ကင်တော်လိုင်းကြီးလာပြန်မေးရလောက်အောင်ကိုခင်ဗျားတို့ကျွန်တော်တို့ရဲ့တော်လိုင်းကြီးအတွေးခေါ်ကတော်တော်ကိုတိမ်ဖင်းနေလို့လား။ ကျွန်တော်တော်လိုင်းအပေါ်မှာဂျုံမားတန်တရားများဖြစ်လို့လားမဖြစ်ကြပါဘူးကျွန်တော်တို့ရဲ့အတူစိတ်တူကိုယ်တူရဲဘော်ရဲဘက်တွေဟာစင်တိုင်းတိုက်ရေးကိုဥတီပြီးအမြင့်ဖြတ်မှရမယ်အချင်းတွေကိုရောက်နေလို့အမြင့်ဖြတ်မှရမယ်လို့ပြောခဲ့လုတ်ခဲ့ကြပြီးပြီအဲ့ဒါလေးကိုတမိုင်းတမိုင်းတစ်ပတ်လေးပြန်ကောက်ကြည့်စစ်တပ်ဟာ ဘာလို့အမြင့်ဖြစ်မှရမှာလဲလို့မင်းကအခိုင်အမာပြောလဲဆိုရင်1990ရွေးကောက်ပွဲမှာအာနာမလွဲဘူးဆန္ဒပြတဲ့လူကြီးပြစ်တတ်ခဲ့တယ်အရှိမ84 85 86 88ရေးတော့ဘို့1988ဆန္ဒပြလွတ်လပ်စွာအကြမ်းမဖက်တောင်းဆိုစစ်တပ်ကအကုန်ပြစ်တတ်ကဲဖြစ်လာ2000ခုအကုန်ထပ်သက်ဖုံးလည်းမကြံဘူးတနက်နေ့ကိုပြစ်တတ်တာနော်တမိုင်းတစ်လျှောက်မှာစစ်တပ်ကျူးလွန်ခဲ့တဲ့ပြည်သူပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုဟာလေ စစ်မျိုးစက်တစ်စက်လုံးတန်းစီတရားဆိုရင်ကျိုးစင်ရလွင်အားမရှိဘူးတောင်ကုန်နိုင်ငံရေးသားဆိုတဲ့လူတွေမသိကြဘူးလားမသိကြအောင်စောင့်နေတာလားဆိုတော့ထပ်ပြောမယ်အခု2021ဆန္ဒပြခဲ့ကြတယ်ဆန္ဒသိန်းတော်မကြိုက်ဘူးပြောခဲ့ကြတယ်ဆန္ဒပြရထုတ်ပြတယ်ပြစ်တတ်တယ်ဟာခင်စက်သမားပြည်သူကိုပြစ်တတ်နေတဲ့စစ်တပ်ကအမြင်မဖြစ်ရင်ခင်ဗျားတို့ကထိုင်ရှိခိုးမလို့လားလို့ကျွန်တော်ကမေးချင်တာ ရွေးကောက်ပွဲထိုင်အာနာမလွဲခဲ့ဘူးရွေးကောက်ပွဲလုပ်ပြီးမှပြောတဲ့စကားဘယ်တော့မှခရီးမတည်ဘူးဟမ်ကလင်ကချစ်စစ်တဲ့ပြည်သူကိုအတနက်နဲ့အနိုင်ကျင့်တပ်ဖြတ်တဲ့စစ်တဲ့ဒါကိုပြည်သူလူထုတည့်ရလုံးကသိမြင်နားလေခံစားပြီးငါတို့စစ်တပ်ကိုအမြင့်ဖြတ်တော့မယ်လို့ဆုံးဖြတ်ချက်ချပြီးဒီနေ့ဒီအချိန်ထိငတ်ခံအပြတ်ခံဒုက္ခရောက်ခံနားလေခွင့်လို့တီးခတ်မှုပေါင်းများစွာနဲ့ ဒီဒေါ်လာကြီးကိုအသက်ဆက်နိုင်ဖို့ကိုထမင်းလုတ်တဲကထမင်းဝယ်စားဖို့ကိုမချမ်းပဲလူတန်းကူညီနေတာကိုတက်ပြီးဒေါ်လာကြီးကလေးကွားတွေကခေါင်းစဉ်တက်လှုပ်ရှားပြီးယာကိုင်လုံးယူကြသေးတယ်ဆိုတော့ဒီပြည်သူကဘနကွန်ချီတော့ပြီးပါပါရိုက်ချင်နေတယ်ဆိုတော့ကျွန်တော်ယုတ်တယ်ကျွန်တော်လမ်းမြင်ရကျွန်တော်ခံစားမိတယ်ဒီအပိုင်းဒီပြဿနာတွေနဲ့ပတ်သက်ပြီးကျွန်တော်အင်မတန်စိတ်ရှုပ်ထွေးရတယ်ဒီဒေါ်လာကြီးထုတ်ကုန်ဆိုခေါင်းစဉ်တက်ပြီးအမျိုးစုံလုပ်ကြတယ် နော်ဒါတပုံကော်ဖီတစ်ခုတည်းကိုကျွန်တော်ပြောနေတာမဟုတ်ဘူး channel ဥစ္စာတွေအများကြီးပဲအဲ့ဒီမှာယာကိုင်းလုံးတွေရောဆယ်လီတွေရောစက်တလီတွေရောရှုံရှက်ခတ်နေတာပဲလူမြတ်ကျော်ကဆယ်လီမဟုတ်ဘူးလူမြတ်ကျော်နိုင်ငံရေးသမားတော်လိုင်းရေးသမားလူမြတ်ကျော်ဆယ်လီလို့ပြောရင်ကျွန်တော်အယမ်းရှက်တာကျွန်တော်ဆယ်လီမဟုတ်ဘူးကျွန်တော်နိုင်ငံရေးသမားကျွန်တော်နိုင်ငံရေးတသက်လုံးလှုပ်လာတာအခါအခွင့်တင်းတော့တနက်ကန်တိုက်ပွဲဝင်နိုင်တဲ့နေအထားအချိန်နေမရှိရင်ငါတော်လိုင်းရေးအတွက်ငါဘာလုပ်ပေးရမလဲစဉ်းစားတယ်။အော်ငါတော်လိုင်းရေးအတွက် နှိမ့်စင်မပြတ်ဒီကောင်တွေကိုစိတ်သက်စစ်စင်ဝါရဖြင့်ချီကိစ္စကိုငါဆောင်ရွက်မယ်ဒီနေ့ချိန်ထိ၃မိကျော်တွင်းမှာလူမျက်ကျော်တရင်စကားပြောပြီးပြည်သူလူထုနဲ့အတူစကားပြောတယ်ပြက်ကွက်ခဲ့တဲ့အချိန်အင်မတန်ရှားတယ်ကျွန်တော်တာဝန်တရားလို့ကျွန်တော်လုပ်နေတာကျွန်တော်တော်လည်းတာဝန်နော်ဆိုတော့ပြည်သူကလည်းဒီလိုပဲကျွန်တော်ကြည့်တဲ့ဗီဒီယိုတွေထဲမှာပြည်သူတွေထဲမှာရဲဘော်တွေထဲမှာဆိုနှစ်နဲ့ချိန်ပြီးလူမျက်ကျော်ဗီဒီယိုကိုကြည့်တာလား ကျွန်တော်အစွန်းတရားတွေဘယ်တော့မှမလုပ်ဘူးဘသူ့ကအမိုက်မရိုင်းဘူးဒါပေမဲ့ဒီကာလဗျာဒီဒီချိန်ဒီမှာလေတော်တော်စိတ်ပြတ်စရာကောင်းတော့အောင်ကျွန်တော်တို့ကျွန်တော်စိတ်ရှုပ်ထွေးရတယ်တော်တကယ်ပြောနေတာကလေးကဝါရီလုံရှင်နာရီလုံတော်လန်ကြီးဆိုတာလေအင်မတန်ဂုံတိတ်ကကြီးမြတ်တာဗျာတော်လန်ကြီးကိုခန်းစားချက်တွေစိတ်ထင်ရာတွေနဲ့လုံရှင်နိုင် လုံလို့မရဘူး တော်လန်ကြီးဆိုတဲ့သကလုံးတစ်လုံးကိုဖြစ်တည်လာဖို့အတွက်နိုင်ငံတစ်ခုလုံးစုပ်ပြတ်သက်ခံပြီးပြည်သူတရလုံးစုပ်ပြတ်သက်ခံပြီးတိဆောက်ထားခဲ့ရတာဒီဖြစ်စဉ်ကြီးတွေဖြစ်လာဖို့အဲ့ဒါကိုကလေကဝတပိုက်ကဒီကောင်းစင်အောက်ကအမျက်ထုတ်နေတာတော့ယွန်စရာမကောင်းယွန်စရာကောင်းတဲ့အချင်းကြီးရှိဦးမလားဒီတော်လိုင်းကြီးဖြစ်လာဖို့ဒီတော်လိုင်းကြီးဆက်လက်မောင်းနေနိုင်ဖို့ပြည်သူလူထုရဲ့ချွေးတွေသွေးတွေနေ့စဉ်ဘဝတွေ အိမ်ကြီးယာရီမီးရှို့ဘဝပြက်ခံပြီးဒီတော်လိုင်းကြီးဆက်လက်မောင်းနေတယ်လို့လှုပ်ထားခဲ့ကြတာလှုပ်နေခဲ့လှုပ်နေတာဒါကိုအမျက်ထုတ်တာကိုဒီတော်လိုင်းကြီးကိုခုတော့လှုပ်ပြီးစီးပွားရှာတာကိုခွင့်လွတ်မယ်ဆိုတဲ့လူတွေအားလုံးကိုဟာဆက်ပြောရမှန်းတော့မသိဘူးဗျာဒေါသတွေလည်းထွက်တယ်ဒါတော်လိုင်းကြီးပဲချမ်းနောက်တစ်ဆင့်ရှိသေးတယ်စီဒီယန်နန်းစီဒီယန်ကိစ္စ CRPH ကနေပြီးတော့ non Syrian တွေအေးယူမယ်ဆိုတော့ဒီ Syrian ဥပဒေကိုပြဋ္ဌာန်းတာနဲ့ပတ်သက်ပြီးဒီကနေ့ဘဂဒဗမာနိုင်ငံဆိုင်ရာကျောင်းသားတမကများအဖွဲ့ချုပ်ကအကန့်ကွက်တယ်ကန့်ကွက်တယ်လို့မဟုတ်ဘူးဗျာအဲဒီချို့အချက်တွေကိုသဘောမတူကြအောင်ထုတ်ပြန်တယ်အဲ့ဒီမှာလည်း non Syrian တွေကိုအေးယူတာဟာစီယုံရေးသဘောတရားကင်းမဲ့တယ်ဆိုတဲ့ယူဆချက်တွေကိုလည်းတင်ပြတာရှိလို့တပတ်မှာ Syrian တွေရဲ့ဂုံတိတ်ခါညှိုးနှွမ်းစီ အမှန်ဆိုတာ CDM ဆိုတာကနိုင်ငံရေးကိုဖယ်ထားလိုက်ရင်ဝန်ထမ်းတွေဟာစစ်ကောင်စီအုပ်ချုပ်ဖို့ရန်နေရာမှာမပါဝင်ခြင်းမိမိတဘောဆန္ဒအလျောက်မပါဝင်ခြင်းကိုဆောင်ရွက်တယ်အဲ့လိုမပါဝင်မှုဆောင်ရွက်တဲ့နေရာမှာယုံမတက်နဲ့ယုံထွက်ယုံမတက်နဲ့ယုံထွက်အိမ်မာနေပါစိန်နဲ့စိန်နဲ့ဒါပေမဲ့လက်တွေ့မှာတော့ CDM တွေအတိတ်တော့ခောက်ရတဲ့လူတွေအများကြီးရှိတယ်နော်လက်တွေ့မှာ CDM တွေ ရေတံမှုလိုက်ကောက်နေတဲ့လူတွေပြောင်းကြီးထဲမှာပြောင်းချိုးနေရတဲ့လူတွေလမ်းမေးမှာဈေးရောက်နေရတဲ့စီဒီယန်တွေအိမ်လာတာတလားတလားမရှိလို့မျက်နှာငင်းနေလိုက်ပတ်ချီးနေရတဲ့စီဒီယန်ပေါင်းဒုနဲ့ဒီရှိအဲ့စီဒီယန်လောက်ဖို့ရုံမတက်တဲ့ရုံထွက်တို့ဘာလို့អော်ခဲ့တဲ့လူတွေအကောအမေရိကအော်စီနော်ဝေးမှာဘာတော်ဝေးမှာမယူဘူးမတိတလို့တိတလို့ ਨੇ ဖာသီးဖာတာနေနေတဲ့တောင်ဝေးမခံတဲ့သူတွေအများကြီးရှိတယ် အပြစ်ပြောနေတာမဟုတ်ဘူးပြောပြတာခင်ဗျားတို့ဒီစီရီယံတွေကိုဘလို့ပြုစုစောင်းရှောင်းနှွေးထွေးကုညီအတုံးချတိုင်းပြည်တော်လိုင်းရေးမှာဘလို့ဥမာဗျာကာဝေးစီရီယံစစ်တပ်ရဲစီရီယံသူတို့ပြောတဲ့9000ကျော်ရှိတယ်ပြောတယ်အဲ့ဒါတွေကိုတတ်ဖွဲ့လိုက်ပါလားတတ်ဖွဲ့ပြီးတော့စစ်တပ်နဲ့တော့တတ်စီရမလို့လက်နဲ့တတ်ပြီးစစ်တပ်ကိုစစ်စီရီယံနဲ့ပြန်တိုက်လို့မရဘူးလားဘာစစ်တိုက်ဖို့မှလည်းအစီအစဉ်မရှိဘူးတရင်တနေ့တနက်9လက်3လတခါ380နဲ့ ရှင်းရှင်းပြောရင်မဝရည်သာကြွေးပြီးမပြောချင်ဘူးဗျနော်ပြောရင်တော့မကောင်းချင်ဘူးအဲဟုတ်ပြီနန်းစီရီယန်ဒီနန်းစီရီယန်နေထဲမှာစစ်တပ်ရဲ့တောက်တိုင်အဖြစ်စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်နေရာကိုအတိကလေပတ်စီအောင်ပါဝင်နေသူတွေရှိတယ်စစ်တပ်ရဲ့သတင်းပေးတွေစစ်တပ်ကတကယ်ကိုကြီးညိုကြီးညိုလေးစားဖူးမြော်နေတဲ့နန်းစီရီယန်တွေရှိတယ် ဲ့နန်စီဒီယန်တွေကပြည်သူကိုဒုက္ခပေးတဲ့နန်စီဒီယန်တွေအများပြားရှိတယ်။အဲ့လိုစီဒီယန်တွေနန်စီဒီယန်တွေကိုအချက်အလက်တိတိကျကျမှတ်တမ်းတင်ပြီးအရေးယူပါမယ်။သို့တော်တချို့နန်စီဒီယန်တွေမှာဗာပြဿနာရှိတယ်ဆိုတော့စီဒီယန်လုတ်နေရင်စီဒီယန်လုတ်တာဗျာလုတ်တာအစ်မပြေလို့နန်စီဒီယန်ပြန်သွားလုတ်ရတဲ့လူတွေလည်းရှိတယ်။စားစရာမရှိတော့လို့ထိုင်းနိုင်ငံမဲဆောက်မြို့လာပြီးနေစရာမရှိတော့လို့နန်စီဒီယန်သွားပြန်လုတ်ရပြန်ဝင်တာပြန်ဝင်တာဝင်လို့မရတော့ဒီမှာငတ်နေပြီဘယ်သူမှလည်းဘာမှမကြည့်ဘူး ီလိုအခြေအနေမျိုးတွေနေရှိအဲ့မန်စီတီနယ်ထဲမှာတိတ်တိတ်လေးကြိတ်ပြီးတော်လန်နေတဲ့လူရှိတယ်အဲ့တော့အဖေကနန်စီတီယန်အမေကနန်စီတီယန်တားက PDF တွေလည်းရှိတယ်အဲဒီလိုအခြေအနေဒီလိုဝိဝါဒကွဲပြားမှုကြီးတော့ရှိတယ်ဒီလိုလူလူအောင်ဘယ်လိုဖြစ်စီခြင်းလဲဆိုတာကျွန်တော်သိချင်တယ်ဒီကလာအရန်ရှုပ်ထွေးနေတယ်နော်နောက်ပြီးတော့ချင်းမိုင်ကနေပြီးတော့ချင်းမိုင်ဆွေးနွေးပွဲကိစ္စကျွန်တော်နည်းနည်းလေးအနားသတ်ပြီးပြောပါဦးမယ် ငွေဆောင်ဆွေးနွေးပွဲကနေပြီးတော့ထွက်လာတဲ့ဆုံးဖြတ်ချက်တွေကဖွဲ့စည်းလိုက်တဲ့ဒီပေါ့ J JBC လား JCB လားအဲပေါ့နော် Joint Commission ပေါ့ဗျာဟိုဘက်တော်လိုင်းအင်အားစုတွေကဒီဒီစစ်တပ်နဲ့ကတွဲဆုံဆွေးနွေးဖို့သူတို့ကပေါင်းကူတရားလုပ်မယ်ပေါ့ရှင်လိုက်တာဗျာဒီအချိန်ကြီးရောက်ပြီကျွန်တော်တို့ကနောက်ဆုတ်ရမယ်လို့နောက်ဆုတ်မယ်လို့သူတို့ကထင်နေတာလားဒီစစ်တပ်ကိုတွဲဆုံဆွေးနွေးမယ်လို့ထင်နေတာလား နိုင်ငံရေးသမားကြီးတွေပါတယ်ဗျာကျွန်တော်တို့တက်ဝါရင်တပါရင်နေစစ်တပ်ဆောက်ကြောင်မတိသေးဘူးလားဗျာဟမ်ပြည်သူတွေအတူရက်တည်ပြီးပြည်သူဒုက္ခရောက်နေပါတယ်ပြည်သူလူလူခက်ခဲဟုတ်တယ်ခက်ခဲနေတယ်ခက်ခဲနေတယ်အခုခက်ခဲနေဘသူလို့လို့ခက်ခဲတာလဲဘယ်ကောင်လို့လို့ခက်ခဲတာလဲဒီအာနာသိမ့်လို့ခက်ခဲတာမဟုတ်ဘူးလားဟာအလောင်းမမတိပဲနဲ့ဘာလို့နိုင်ငံရေးလောက်ပြီးတော့ဘသူကသူ့ကိုလှုပ်ခိုင်းနေလို့လဲဘသူမှလည်းမယုံကြတော့ဘူး အဒီနိုင်ငံရေးတီတော်လိုင်းရေးကိုပြည်သူကမယုံကြည်ရောလောက်တဲ့အခြေအနေမျိုးတည့်ရရောက်အောင်တော့မလုပ်ကြပါနဲ့ဗျာတော်အများကြီးပြောကြရရင်ထဲမှာပြစ်ကြက်နေတယ်နော်အများကြီးပဲတချို့ခင်ဗျားတို့လည်းသိရင်သိမှာပါအဲ့တော့ဒီနောက်ပိုင်းนี่ဆိုရင်ဒီတော်လိုင်းရေးပေါ်မှာဒီပြည်သူလူထုရဲ့ ပါဝင်မှုစိတ်ဝင်စားမှုပါရာဂိုင်းတော့ယော့လာတယ်မတက်တယ်ပြောတာယော့လာတယ်ပြည်သူကသာမပါတော့ရင်လေခင်ဗျားတို့ခွတ်ဆွဲရပြီမန်ဟမ်ဒါလည်းမသိဘူးစောက်အာနာတွေယူနေတော့အဲ့ဒီမှာငွကြီးတစ်ပါးနဲ့တွေ့ရတာဖျားနဲ့တွေ့တာမှတ်နေတယ်အဲ့မှာဖြစ်နေတာနေရာအာနာယာလူအတွက်လူယာဝင်မှုတွေအပြိုင်ဆိုင်တိုးဝင်နေလိုက်တာ ပြည်သူဒုက္ခပြည်သူခံစားချက်ပြည်သူအာဒီသဆန္ဒစစ်နိုင်ဖို့အတွက်ဘာတစ်ခုမှစိတ်ဝင်စားကြဘူးဘာလုပ်ကြမှာလဲဘာဖြစ်ချင်တာလဲတွေ့ဆုံဆွေးနွေးကြည့်နေကွာငါတို့မတိုက်တော့ဘူးဆိုလဲဝင်လိုက်ကြကွာမတိုက်မဲ့ကောင်သွားကွာတိုက်မဲ့ကောင်နေခဲ့မယ်ကွာရှင်းလေဒီအချိန်တွေပဲရှိတော့တယ်အခုကလာပူးတက်နေတယ်လို့ပဲဒီတိုက်နေတဲ့လူတွေကိုတပေးပေး brain wash တွေလုပ်ပြီးတော့ချော့ပြီးတော့အဲမတိုက်ပါနဲ့ဒါမျိုးကတမျိုးအတပတ်မှဒီ ဒီစစ်တက်ကစစ်တက်ကဖြစ်စေခြင်းတဲ့အတိုင်းစစ်တက်ကဖြစ်စေခြင်းတဲ့အတိုင်းလိုက်လုံနေသလားထင်ရလောက်အောင်လုပ်နေတဲ့အစုအဖွဲ့တွေကအများကြီးပဲခင်ဗျားတို့ကျွန်တော်ဒီတော်လိုင်းရေးအတွက်ကျွန်တော်လူမျိုးလူမြတ်ကျော်လူကောင်မျိုးတွေလိုလာပြီလို့ကျွန်တော်ပြောချင်တယ်ဗျာပြောကြပါထိန်ချောင်းကြပါအမောခံပါအဲ့လိုအမှန်တရားပြောလို့ လုံးချံတတ်ဖြတ်မယ်ဆိုလေဝတ်တော့ shock you ပဲလို့ပြောရင်အမှန်အမှန်ပဲတရားမြတ်တမှုတရားမြတ်တမှုလူသမိုင်းမှာလူမြတ်ကျော်ဆိုတဲ့ကောင်အသက်ရှင်စဉ်ကာလအတွင်းတနက်ကင်တဲ့ကောင်တွေကိုကြောက်တဲ့နောက်ထပ်ဘဝတစ်ခုထပ်မဖြစ်ချင်တော့ဘူးစစ်တပ်ကတနက်ကင်ကြီးရုပ်မာလို့စစ်တပ်ကိုပြန်တော်လှန်နေတာနောက်ထပ်လာပြီးတနက်ကင်နဲ့တနက်ကင်ဓာတ်တဲ့လူတွေထပ်ချင်းချောက်တာဘူးတော့ ကြောက်နေမယ်လို့မှရှောင်လို့မှမစဉ်းစားနဲ့ကြောက်ရရှိတာလှုပ်ရှားရှိတာမှန်မှန်ကန်ကန်ရိုးရိုးတတနဲ့လူများကြောက်ဘူးပြောဆိုတဲ့သူတွေတတိရှိရှိယုံယုံကြည်ကြည်နဲ့ထတ်လိုလာပြီလို့ပြောရင်တော်လန်ရေးကိုထိန်ချောင်းပေးကြပါလို့ပဲပြောလိုပါတယ်ဒီညတွေလာပါပဲအားလုံးကိုကျေးဇူးတင်ပါ